မင်္ဂလာပါဒီတစ်ပတ်အဒီတာစကားဝိုင်းမှာတရုတ်နိုင်ငံပီကင်းမြို့မှာမကြာခင်ကကျင်းပပြီးစီးခဲ့တဲ့ Victory Day Parade စီးရေးပြပွဲအကြောင်းနဲ့ကမ္ဘာပထဝီဝင်နိုင်ငံရေးအရွှေ့အပြောင်းအကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်ကျွန်တော်ဒီတစ်ခေါက်ဖိတ်ခေါ်ထားသူကတော့ BBC နဲ့ VOA သတင်းဌာနတွေမှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒေသဆရာဦးကျော်စံသာပဲဖြစ်ပါတယ်ဦးကျော်စံသာ ် AWD Editorial Talk ကနေကြိုးဆိုပါတယ် Okay ကျေးဇူးတင်ပါတယ်ကျွန်တော်ဝမ်းမြောက်စွာကြိုးစားပါတယ်ထပ်ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ဒီအခုကျွန်တော်တို့ရဲ့ military parade ကြီးကလည်းပြီးကင်းမှပြီးသွားပြီဆိုတော့လေထပ်ပြီးတော့ကြိုးစားပါတယ်ပေါ့နော်ကျွန်တော် AR ကနေပြီးတော့အဲ့တော့ကျွန်တော်တို့ဒီ editorial talk ဒီဘက်မှာမေးချင်တာကတရုတ်အစိုးရကနေပြုလုပ်ခဲ့တဲ့180ပြည့် a passage japan ကို ဖက်စစ်ဂျပန်ကိုအနိုင်ရခဲ့တဲ့စစ်ရေးပြအခမ်းအနားပေါ့နော်အလွန်ကုန်ကြီးကျယ်ခမ်းအနားတော့ကျွန်တော်တွေ့ရတယ်နော်တရုတ်တက်မတော်ပြည်သူတက်မတော် PLA ကပိုင်ဆိုင်တဲ့ခီမီလက်နက်တွေနျူကလ িয়ার ထိပ်ဖုတဲ့ဒုံးကြီးတွေတိုက်လေမြန်နေနောက်ဆုံးပေါ် drone တွေဒီအောက်မှာသုံးမဲ့ submarine တွေဒုံးကြီးတွေအားလုံးကိုထုတ်ပြတာပေါ့နော်ကျွန်တော်တို့တွေ့ရတယ် เนาะကျွန်တော်တို့မကြာခင်ကကျင်းပခဲ့တယ်လွန်ခဲ့တဲ့3လအကြာကျင်းပခဲ့တဲ့မော်စကိုမှာကျင်းပခဲ့တဲ့ Victory Day Parade ထဲတောင်ပို့ပြီးတော့ကြီးကျယ်ခမ်းနားတွေ့ရတဲ့ပြင်နိုင်ငံတကာမီဒီယာတွေအနောက်နိုင်ငံမီဒီယာတွေ New York Times လို့သတင်းစာရေးရအစအကြီးကျယ်ပေါ်ပြရတာ Iron Sight တာကိုခမ်းနားကျွန်တော်တို့တွေ့ရတယ်အော်တမနာကြီးရှီချင်းပင်ကိုယ်တိုင်ကလည်းသူအထူးဖိတ်ကြားထားတဲ့အဲ့ဒီတော်လေးကိုသူ တွေ့ဆုံခဲ့တယ်နိုင်ငံကောင်းဆောင်နေအများပြားတက်ရောက်တယ်အဲ့ထဲမှာရုရှားသမ္မတပူတင်ရဲ့အဲ့ဒါမြောက်ကိုရီးယားကကောင်းဆောင်ကြီးဖြစ်တဲ့ကင်ဂျွန်အွန်းလို့အပြင်ပေါ့နော်တရုတ်နိုင်ငံရဲ့မဟာမိတ်နိုင်ငံတွေအများပြားတက်တာကိုတွေ့ရတယ်အာဆီယံနိုင်ငံထဲမှာဆိုရင်တော့အဲ့ဒါကျွန်တော်တွေ့ရတာကတော့ကမ်ဘောဒီးယားလာအိုစ်ဗီယက်နမ်ပြီးတော့အင်ဒိုနီးရှားမလေးရှားပြီးတော့မြန်မာနိုင်ငံအပါအဝင်တက်ရောက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ် ကြောင်းဒါအပြင်ဩဂရာဤမောစီတုံဝိစင်လေးရှိတဲ့ကဘာကျော်ဝိစုံဝိပြီးတော့အလန်းလျှောက်ပြတဲ့အခမ်းအနားကြည့်ပါအောင်အဲ့ဒါဆိုရင်အဲ့ဒါတော့တက်အဲ့ဒါဝိပြပြီးတော့ဒီ photo op ပေါ့နော်ဆိုတော့အဲ့ဒါကိုလေနိုင်ငံတကာမီဒီယာတွေကအဲ့ဒါပေါ်ပြရတာဒီဟာနဲ့ပတ်သက်ပြီး interpretation လုပ်ရတာမျိုးပေါ့နော်ဒါဘာသဘောလဲဆိုတော့ဒါအနောက်ကိုဘာကိုပြောတဲ့ signal လဲဒါဘာကိုပြတဲ့ message လဲဆိုပြီးတော့ဟလာဒီကဘာနိုင်ငံတကာသတင်းစာကြီးတွေကတည်းကဘာဖော်ပြရေးသားတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့ပြန်တွေ့တာကတော့တရုတ်ကရုရှားရဲ့မြောက်ကိုရီးယားရဲ့မဟာမိတ်ဖွဲ့ကြတာပေါ့နော်နိုင်ငံတကာဒါဒီတို့အပြောင်းလဲရနိုင်ငံတကာအပြောင်းလဲပြင်ဒီအာရှပစိဖိတ်ဒေသမှာရှိတဲ့ ဒေတာရဲ့အာရှပစိဖိတ်ဒေတာရဲ့ AI ချိန်ခွင်ရှောက်ပေါ့အပြောင်းလဲတွေအများကြီးဖြစ်လာနိုင်တယ်လို့လေ့လာသုံးသပ်သူတွေကပြောကြတာရှိပါတယ်။ဒါတွေကိုဖြစ်ရတာလဲ American သမ္မတ Trump ရဲ့ policy ကြောင့်ဖြစ်တယ်။ဒီနိုင်ငံတွေကို तू ကသူ့ရဲ့ policy ကြောင့်ပဲဒီနိုင်ငံတွေပို့ပြီးတော့စူးစီးသွားအောင်စီးလုံးသွားအောင်လုပ်ပေးတယ်လို့တုံးသက်သူတွေရှိကြတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဦးကျော်တန်းသားဘယ်လိုထင်လဲ အာပထမဆုံးကတော့ဒီ20ပြည့်ဂျပန်လက်နက်ချတဲ့အခမ်းအနားမတိုင်ခင်ဒါချန်ဟိုင်းမှာကျင်းပခဲ့တဲ့ SCO အစီအစဉ်အနေနဲ့စပြီးတော့ပြောစင်းနေထင်ပါတယ်ဒါ30လက်ဖြစ်နေကိစ္စပေါ့လေဟုတ်အဲ့တော့ SCO ဖွဲ့ဖို့သူတို့ဖွဲ့စည်းခဲ့တာဟာ2001ကတည်းကဖွဲ့စည်းခဲ့တယ်ဒါပေမဲ့ဖွဲ့စည်းကစားကတော့ symbolic ပဲအပေါ်ရင်သဘောထောက်တာဖြစ်ပြီးတော့လောက်အလေးနဲ့မရှိခဲ့ဘူးအခု20နှစ်ကြာ အခုကြတော့မှသာလျှင်ဒါပို့ပြီးတော့အလစ်နဲ့ဖြစ်လာရဲအဲ့ဒါစောစောကပြောသလိုပဲကိုအောင်စောပြောသလိုပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့မူဝါဒအောင်ဆိုတာသိကြတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအဓိကစူးရဲ့လုံရက်ကိုသူတွေကတော့တချို့ကတော့ဒါကုံသွယ်ရေးစစ်ကိုကြီးညာလိုက်တယ်အကောက်ခွန်စစ်ပွဲကြီးညာလိုက်တယ်လို့ပြောကြတယ်အဲ့တချို့ကလည်းပဲဒီဟာအမေရိကန်ရဲ့ economic nationalism စီဝါရေးအခြေပြုအမျိုးသားရေးဝါဒကြောင့်ဖြစ်တယ်ဘာပဲပြောပြောဒီဝါဒကြောင့် American အစိုးရဟာကမ္ဘာအခင်းကြီးမှာဗဟုအထက်ချာနေရာကနေနောက်ဆုံးမြင့်မြင့်တဲ့သဘောဖြစ်တယ်ဆိုပြီးတော့တရုတ်ကယူဆတဲ့အတွက်ကြောင့်ဒီဒီချိန်အစီအဝေးဒီ SCO လို့ခေါ်တဲ့ရှင်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဟာပို့ပြီးတော့ကြီးကြပ်ခန်းလာတယ်ဒီညမှာအထူးကြဆုံးကဘာလဲဆိုတော့သူမှဖိတ်ကြားထားတဲ့ ရုရှားနဲ့အိန္ဒိယတို့ဖြစ်တယ်သူတို့နှစ်ယောက်ဟာတုန်းကရုရှားနဲ့အစကတည်းကယဉ်နေပြီးသားပိုးပြီးထူကြတာအိန္ဒိယနဲ့သူတို့ဟာရံဘက်ဖြစ်နေတဲ့နိုင်ငံကနေပြီးတော့အဲ့ပြဿနာကိုဖြေလည်သွားတယ်ကျွန်တော်အိမ်ကအမျိုးသမီးဆိုနောက်ပြီးပြောတယ်ဘာပြောလဲဆိုတော့ဒေါ်နယ်ထရမ်ကသိပ်ပြီးညဉ့်ညဲနိုဘယ်ဆုလိုချင်နေတယ်အဲ့တော့တုန်းကအိန္ဒိယဆင်းမြအောင်လုပ်ပေးအတွက်ညဉ့်ညဲနိုဘယ်ဆုပေးနေတယ်တော့ကောင်းတဲ့ဟာသားပဲဆိုအဲ့လိုဖြစ်နေကောင်းတော့ဆိုတော့အဲ့ဒီအခင်းချင်းမှာ ဒါတေယုတ်ကနေပြီးတော့ခွင်ကောင်းယူပြီးတော့ဗောလေဒီကိစ္စမှာသူအကောင်းဆုံးလောက်မဲ့ဆူရသွားလောက်တယ်ဆိုတော့ထိုးနီးကောင်ပဲစီအဖြစ်လည်းပဲသူရဲ့စောစောကပြောတယ်သို့တော်လူတွေကတွက်ကြတယ်ဒီညမှာစီဘွားရေးလုံုံရေးသူတို့ကစီရေးလောက်မသူဘောလေစီဘွားရေး economic affairs and security affairs မှာတေယုတ်ကဥဆောင်လာမဲ့ဆူရသွားကြိုးပမ်းတယ်စီဘွားရေးမှာတော့ဖြစ်နိုင်တယ် သို့တော်လည်းပဲကျွန်တော်မြင်တာကတော့စီးလုံကျူရင်းနဲ့ကြာရင်အိန္ဒိယမပါဘူးဗျ။အဲဒီစီးပြအခမ်းအနားမှာကြာတော့အိန္ဒိယမပါတော့ဘူးသူက။ဟုတ်ဆရာအဲ့ဒါကိုကျွန်တော်ကချက်ဝင်ထောက်ပြီးပြောလို့ရမှာမသိဘူး။ဟုတ်ဆရာ SEO အကြောင်းနဲ့ပတ်သက်ပြီးတော့ Shine Corporation နဲ့ပတ်သက်ပြီးပြောရတာကျေးဇူးပဲဆရာ။ဆိုတော့ဒီ SEO နဲ့ SEO နဲ့ဒီ V3 Day Parade ကို the back to back လောက်တာပေါ့နော်။ဟုတ်တယ်ပေါ့။လောက်တဲ့အခါမှာခုနက အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီကလာတက်တယ် SEO ဘောလာတက်တယ်အဲ့မှာကျွန်တော်၃ယောက်ကိုတွေ့ရတယ်အတွဲ၃တွဲပေါ့နော်ရုရှားရဲ့တရုတ်ရဲ့အိန္ဒိယရဲ့ကျွန်တော် တွေ့ရတယ်ဒါပေမဲ့အဲ့ပွဲပြီးပြီးချင်းမဲ့မိုဒီကဂျပန်ကိုသွားတယ်နော်ဒါဂျပန်ကိုသွားတယ်ဒီဒီ Victory Parade ကိုသူကမဝင်ဘူး Victory Parade ဆိုရတဲ့ဒီကရုပ်ပြောင်းကြည့်တာကတ်ထားတာကဂျပန်ပြစ်နေတာကျွန်တော်ဟုတ်တယ်ဟုတ်တယ်မလား ဆိုတော့အဲ့ဒါဆိုရင်ဒီဒီအိန္ဒိယပေါ့နော်ဒီ new delhi စီရင်ပပနဲ့နဲ့ရှောင်ထွက်သွားတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တာပါဆိုတော့ဒီ game plan ကစိတ်ဝင်စားဖို့တော်တော်ကောင်းလာတာကျွန်တော်တွေ့ရတယ်ဟုတ်တယ်ဒီအဓိကအဖြစ်ကတော့အိန္ဒိယကဒီ CA အဖြစ် ိတ်ပြီးတော့မပါဝင်ရင်ဘူးသူကစီးပွားရေးအဖြစ်သူကတော့မျက်ထွက်တယ်စိတ်မျက်ထွက်တယ်နောက်ပြီးတော့တရုံနဲ့သူနေပေါင်းများစွာပฏิပက္ခဖြစ်လာခဲ့တာမှလောလောဆယ်မှာပြည်လည်မှုရသွားတယ်ဆိုတော့အမေရိကန်ကတော့အိန္ဒိယကိုအဓိကညှိုးပြီးတော့ချလိုက်တာပဲနောက်ဆုံးမနေ့ကလားဒေါ်နယ်ထရမ့်ကိုသတင်းထုတ်တယောက်ကမေးတယ်ခင်ဗျာရုရှားကဒီညရေးတပြိခါရစေးအတွက်တော့သဘောမတူဘူးခင်ဗျာဟာဟိုအဲ့တော့ခင်ဗျာဘာမှအရေးမယူပါလားဆိုတော့သူကဘာပြန်ပြောလဲဆိုတော့ မင်းကငါရာရှာကိုအေးမယူလို့ထင်လာတယ်အိန္ဒိယကငါအခွန်တွေတော့လုပ်ပြီးတော့ညင်းထားဆိုတော့အိန္ဒိယကရာရှာစီကညင်းနေတဲ့စိတ်ဝဲယူနေလို့သူတို့ဆက်ဆံရေးကောင်းလို့အိန္ဒိယကိုညွန်းနေညင်းနေရဲ့ဆိုတော့ထိုက်ပြောတယ်ဆိုတော့ဒီအချိန်မှာအိန္ဒိယတက်ကတော့ထွက်ပေါက်ရသွားတာဟောရသူကအပျော်ဆုံးလူဖြစ်မယ်ဗောဒီကိစ္စမှာတော့ခုကြောင့်သာကျွန်တော်ထပ်ပြီးတော့မေးချင်တာရှိတယ်အခု American သမ္မတ Donald Trump ဗောနော် Trump ကတော့ Trump ပဲ Trump ရဲ့ policy ရဲ့ပါလဲဆိုတော့ Trump ပဲမိမိသားဒီ Trump မိ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 ပဲ Trump ကဟုတ်တယ်မလားအဲ့တော့ Donald Trump ကဒီ Victory Day Parade ကိုကြည့်ပြတဲ့အခါမှာ American စန့်ကျင်ရေးကိုအလုံး conspiracy ပူပေါင်း conspire လုပ်နေတယ် conspire လုပ်နေတယ်ပူပေါင်းကြံစီနေတယ်ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်စာတမ်းတော့ရေးထားတာကျွန်တော်တွေ့ရတယ်အဲ့ဒီမှာသူက Kim Jong Un နဲ့ Putin နှစ်ယောက်လုံးကသူကတွေ့ခဲ့ပြီးပြီး เนาะอเมริกันตําราတွေထဲမှာဆိုရင်ဒါသူကညောင်လို့သူ lesson note ဆက်ခဲ့ဘူးတဲ့မကြာသေးခင်မှာလွန်ခဲ့တဲ့3ဘက်ကပဲ Alaska မှာသူ Putin ခေါ်တွေ့ခဲ့တယ်။ The red carpet Corzoni team ကိုတွေ့ခဲ့တာကျွန်တော်တွေ့ရတယ်။အဲ့တော့ဒါပေမဲ့သူရဲ့ဒီ social media message တွေမှာတော့နှွေးထွေးစာမြစ်တာပို့တာပါတယ်ဆိုတဲ့ဟာကိုလည်းခက်တက်တက်နဲ့ရေးထားတာကျွန်တော်တို့တွေ့ရတယ်ဆရာ။ Sarcastic ဟုတ်တယ်။ Very sarcastic, very sarcastic. ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။ ဆိုတော့အဲ့တကယ်တော့ပူတင်ကလည်းစိတ်လေရသူရဲ့နိုင်ငံကသူဟာလုံးဝပြစ်ပခံရတဲ့အထက်ကအမေရိကန်လိုနိုင်ငံကကော်ဇော်နေခင်းပြီးတော့သူတို့ကျူဆူခဲ့တယ်။အဲ့မှာလည်းပဲတွေ့တော့ကတော့ဟာဟုတ်ဖို့ဟုတ်ပန်းသမ္မတဒေါ်နယ်ထရမ့်ရဲ့ယူဇာရဲ့သဘောထားကိုစိတ်ပြီးတော့ချီးကျူးပါတယ်လေးစားပါတယ်လှုပ်ပြီးတော့နောက်ဆုံးကျတော့လုံးဝလည်းမခံဘူးပယ်ထွက်သွားတယ်။အခုဆိုရင်စစ်တောင်ပူတိုက်နေပြီးနောက်ဆုံးပြောတဲ့ဆိုရင်ပူတင်က သူလိုချင်တဲ့နာမည်ကိုမရဘူးဆိုရင်ဘယ်တော့မှညီညာရင်မလုပ်ဘူးဆိုပြီးတော့အပြင်းထန်ကိုပြောနေပြီဖြစ်တယ်။ဆိုတော့အဲ့ဒီဟာကအဓိကအဲ့ဒီအပြင်ပူတင်ကအခုကြတော့လည်းပဲတရုတ်ပြည်ရောက်လာတော့လည်းပဲဟာသူပဲဒီမှာအုံဝဲခံပြီးတော့လုံးဆိုတော့ပူတင်လည်းသိအမျက်ထွက်တယ်။နောက်ပြီးမိုဒီလည်းသိအမျက်ထွက်တယ်။အဲဒါတရုတ်ကလည်းပဲဒါသိပြီးတော့ကိုယူဝင်းကြောဆိုတော့မျောမှန်းချက်တော့အများကြီးပေါ့လေ။တရုတ်ရဲ့မျောမှန်းချက်ကတော့သိ ရှီကျင်းဖင်ရဲ့မင်ကွန်ကြီးကိုကြည့်ရင်သိသိလာတဲ့သူကဟက်ဂျမိုနီဇင်သူတို့ဟိုကွန်နိကကဆက်ဆက်ဒုံငယ်ရဲ့ဘူဂျာဆူမွေးဝါရောငါတို့မလိုလားဘူးမာတီလက်ထရလီဇင်ကမ္ဘာနိုင်ငံတွေအလုံးပါဝင်တဲ့စနစ်ဖြစ်ရမယ်အဲ့မှာမှာတခါ sovereign equality ကျောရှာအနာရမှာအကုန်လုံးဟာ equality ဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကပြောတယ်မိဘကပြောတိုင်းဖြစ်လာပါမလားဆိုတာဒီရပါရဲ့ဆရာကျအဲ့တော့ ဥချိုသန္တာကျွန်တော်တက်ထပ်ပြီးတော့ပြောချင်တာကမေးချင်မေးချင်တာဆွေးနွေးချင်တာပေါ့နော်အဲတမရာထရန့်တက်လာပြီးနောက်ပိုင်းမှာကမ္ဘာနိုင်ငံရေးအခင်းအကျင်းကျွန်တော်တို့ပြောင်းလဲသွားတယ်ဆိုတော့ကျွန်တော်တို့ဆွေးနွေးတာပေါ့အဲသူကထရန့်ကသူ့ရဲ့ alliance လို့ခေါ်လို့ရတယ်သူ့ရဲ့မဟာမိတ်နိုင်ငံတွေပေါ့နော်အနော်သန်ယူရိုပြီးတော့ကနေဒါအိန္ဒိယနိုင်ငံဖြစ်တယ်အဲ့ပြီးတော့ခုနကကျွန်တော်တို့ပြောတဲ့အိန္ဒိယလိုဟာမျိုးအစအာဆီယံမှာဆိုလည်းပါတယ် အဲ့လိုနိုင်ငံတွေကိုသူကမမောက်မမဆက်ဆံခဲ့တဲ့အပြင် tariff လို့ခေါ်တဲ့အခွန်အကျစီးအခွန်အကျကောက်တဲ့ကိစ္စတွေမှာလည်းအကြီးအကျယ်သူကလုပ်ခဲ့တယ်။ရာဇသန်တွေပေးခဲ့တာကျွန်တော်တွေ့ရတယ်။အိန္ဒိယဆိုရင်လည်း Trump ပြလာတဲ့အချိန်မှာဆက်ဆံရေးအစင်ပြေဖို့အများကြီးမျှော်လင့်ခဲ့တယ်။ဝန်ကြီးချုပ်မိုဒီကိုယ်တိုင်အင်ပီတော်ကိုတွားခဲ့တယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာတော့ဟာလာဟာလာရုရှားနေပြီးရင်းနှံဝယ်တဲ့ကိစ္စဒါအပြင် အိန္ဒိယနဲ့ပါကစ္စတန်ဖြစ်ခဲ့တဲ့ကိစ္စတွေမှာအမေရိကပါဝင်စွပ်ဖက်တဲ့ကိစ္စတွေမှာအိန္ဒိယအစိုးရအတော်ကိုစိတ်ဆိုးဒေါသထွက်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့အိန္ဒိယစင်ကြီးကလည်းသူကစိတ်ဆိုးနေတယ်အိန္ဒိယနဲ့လင်းယုံကြီးရဲ့ကြားမှာလည်းဆက်ဆံကြီးကအတော်အေးဆက်သွားခဲ့တာကျွန်တော်တွေ့ရတယ်ပေါ့အဲ့တော့အဲ့ဒီကြားထဲမှာဝင်ပြီးတော့အမျက်ထွက်တာကခုနကျွန်တော်တို့ပြောခဲ့သလိုဦးကျော်သံသာပြောခဲ့သလိုရုရှားနဲ့ တယောက်ကဝင်ပြီးတော့ဒီကိစ္စကိုအမျက်ထုတ်ပြီးတော့စူးစမ်းတဲ့ပုံစံကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကျွန်တော်မြင်တာကတချို့ကပြောကြတယ်အာနဂါးကြီးကိုသွားပြီးအိတ်နေတော့သွားမနှုတ်နဲ့လို့ပြောဒါပေမဲ့နဂါးကြီးကသူ့ရဲ့ရီမန်းချက်တိုင်းတနေ့တစ်ချိန်မှာကဘာမှာစူပါပါဝါဖြစ်ရမယ်ဆိုရီမန်းချက်တိုင်းသူကသွားနေတာသူကအိတ်နေတာမဟုတ်သူကနိုးနေတာသူ့အလုပ်တန်းသူဆက်လုပ်နေတယ်ဆိုတော့ ကျွန်တော်လိုပဲထင်တယ်ဆရာဘလို့ထင်လဲဟုတ်ပါရဲ့မှန်တယ်အဲ့ဒီငကားကြီးအဲ့နေပါစေမနှုံးနဲ့ဆိုတာနပိုလီယံစပြောခဲ့တဲ့စကားဟုတ်ငကားကြီးကတော့မနှုံးလိုက်တယ်ဆိုတာလည်းမျိုးဆိုပြီးတော့ဟုတ်တယ်အဲ့ဒီသေမိုင်းနေမှရှိတယ်ဆိုတော့သိကြရပါဗျာအခုကြတော့ အဲတရုတ်ကတော့သိပ်ပြီးတော့မျောမှန်းချက်ကြီးမားစွာနဲ့သူကတက်လာတယ်နောက်ပြီးတော့အမေရိကန်ကနာပြောတဲ့ပြဿနာဖြစ်ပြီးတော့အမေရိကန်ရောက်ကဘာမှာအင်အားဟာခွဲပေါ့ political power vacuum ဖြစ်လာတယ်အဲ power vacuum ကိုသူဝင် ဖြစ်ဆွဲမယ်ဆိုပြီးတော့သူကအဓိကဥဆောင်မယ်ဆိုတော့ဒီရွယ်ချက်နဲ့လွတ်တာပဲသူရဲ့ရွယ်ချက်ကတော့ဒါပေမဲ့အဲ့ဒီရွယ်ချက်အောင်မြင်ပါမလားဆိုပြီးတော့မေကွန်ထုတ်စရာတွေအများကြီးရှိတယ်အမှန်ပဲစေသူတို့သုံးနိုင်ငံမှာဘလောက် စင်မြမှုအခိုင်အတာရေရှည်စင်မြနိုင်မှုစင်စင်လေနံပါတ်တချက်ကတော့အိန္ဒိယနဲ့တရုတ်ဂျာမန်နန်မိတ်ပြတ်နာရှိနေရအစင်လာအဲ့ဒါလောလောဆယ်သူတို့မဖြစ်ရှိနိုင်ဘူးဘင်းနာခောက်ထားလိုက်တယ်ပြီးတော့ဘူးစီပေါ်ရအဖြစ်အစင်ပြောင်းဆိုအမေရိကန်ကိုမတင်နဲ့လို့သာနှုတ်ပူပေါင်းနေရတယ်ထိုနည်းလောင်းရုရှားနဲ့တရုတ်ဟာလည်းပဲအစင်လာမှာရံဘက်တွေဟိုးရုံးရဟစ်စထရီ၁၉ရာစုမှာမန်ချူရီယာကို မန်ရှူရီးယားမြောက်ပိုင်းကိုရုရှားသိတယ်နောက်ပိုင်းမှာအခုတောင်မှမန်ရှူရီးယားအောက်ထပ်မန်ရှူဒါဆိုရီးယားမန်ရှူရီးယားဆိုပြီးမွန်ဂိုလီးယားဆိုပြီးတော့ဒါမွန်ဂိုလီးယားနိုင်ငံတရားဖြစ်နေပြီးတော့အင်းနမွန်ဂိုလီးယားတရုတ်ထက်ကိုရောက်နေတယ်ဆိုတော့အဲ့လိုနောက်ဆိုဗီယက်ခေတ်မှာလည်းပဲဆိုင်းတို့ဆိုဗီယက်တရုတ်နဲ့ဆိုဗီယက်ဟာကဘာကွန်မြူနီလောကရဲ့ခေါင်းဆောင်မှုအခန့်ကဏ္ဍကိုလူပြတယ်အဲ့မှာပဋိပက္ခဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒီအစင်လာရှင်ရဲ့ဆိုတော့အခုသူတို့ရဲ့သုံးနိုင်ငံလက်တွဲတာကိုတချို့ကပြောကြတယ် လုံးဝသဘောထားချင်းကိုက်ညီလို့တော့မဟုတ်ဘူးသို့တော်လည်းပဲခရီးသွားခံလွယ်ပေါ့ခရီးသွားနေရာမှာဥတီချက်တစ်ခုတူနေရတယ်အမေရိကန်ရဲ့ကြီးစုမှုကိုမခံကျင်တဲ့နေရာမှာတူညီနေရတယ်ဆိုတော့ဒီဘုံကြီးမှန်းချက်လေးတစ်ခုနဲ့တူညီနေရတာဖြစ်တယ်ရေရှင်မှာသူတို့မဟာမိတ်ဖြစ်လာနိုင်ကြမရှိဘူးဆိုတော့တခါတည်းတချို့ထက်တွက်တာအဲ့ဒါလည်းပါတော့ဒီစီရီကိစ္စနဲ့ပတ်သက်ရင်ဗိုလ်ကြီးအစိတ်မဝင်စားဘူးဆောင်ထွက်သွားတယ်ဆိုတာတွေတွေ့ရတယ်ဆိုတော့အဲ့ဒါမေးခွန်းထုတ်ဆရာပါပဲအဲ့ဒါမှန်တယ် ဟုတ်ကျွန်တော်မြင်တာကတော့လေဦးကျော်သန်းသာတရုတ်နဲ့အိန္ဒိယကတော့တကယ်ထာဝရ alliance ဖြစ်ဖို့ထာဝရမာမီဖြစ်ဖို့အရန်ခက်ခဲတယ်လို့ကျွန်တော်တို့သတ်ပါတယ်ကျွန်တော်တို့ရင်တော့တာရကတွေလည်းအများကြီးရှိခဲ့ပူပါတယ်ဟုတ်ကဲ့ဒီလိုပဲကျွန်တော်တို့ဆိုဗီယက် empire ပြိုကွက်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ခဲ့ပြီးသွားပြီဟုတ်တယ်မလားဆိုရဲကကြတဲ့ဘက်တော့လည်းဒီရုရှားနဲ့ဒီရုရှားနဲ့တရုတ်ကြားမှာရှိတဲ့ နောက်ပိုင်းဖြစ်လာတဲ့ Soviet bloc ပေါ့နော်အဲ့ရနေပြီးတော့ Russia ဖြစ်လာတဲ့အဲ့ဒီ Russia နဲ့ဒီ Russia နဲ့တရုတ်နဲ့ရှိတဲ့ဒီ alliance ကလည်းတကယ်တော့ခြေစုံနှစ်လောက်ပဲခံတာကျွန်တော်တို့တွေ့ရတာဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးထိုင်ကြည့်ပြီးတော့ America ကဘယ်လိုတုံ့ပြန်မလဲ Trump ကဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ကိစ္စဒီချိန်မှာတော့ Trump က तू က down sizing လုပ်နေတဲ့ခါလာပြည်တော်ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်တယ်မလား तू ရဲ့ software ကို short ချနေတယ်ဆိုတဲ့ခါလာလည်းပြောလို့ရတယ်ဆိုတဲ့ခါလာအဲ့ဒီ political vacuum ကိုဝင်ပြီးတော့နေရာဝင်ယူဖို့စ조사နေတာတော့ခုနကျွန်တော်တို့ပြောတဲ့နိုင်ငံတွေပဲပေါ့ဒါပေမဲ့တကယ်တကယ်တန်ဖိုးလို့ခေါ်တဲ့ value ကိုပြောတဲ့ခါကျရင်တော့နိုင်ငံတကာကအဲ့ဒီနိုင်ငံတွေကနေရာဝင်ယူလာမယ်ဆိုရင်ရောလက်ခံပါမလားမဖြစ်နိုင်ပါဘူးเนาะအာသိတော့မလွယ်ဘူးအဓိကအဖြစ်အဲ့လောက်ကပ္ပရဲ့ဒိဋ္ဌိကျဲနေရာကိုရောက်ဖို့အတွက်က ဂျပန်အဓိကအဖြစ်နေရာကြီးနိုင်ငံတွေကအမေရိကန်တို့ကတော့ပူပေါင်းပါဝင်ခဲ့တယ်အခုကျတော့ဂျပန်မပါဘူးနံပါတ်1ကဂျပန်နဲ့အဓိကတရုတ်နဲ့မချိနဲ့တာဖြစ်နေတယ်အခုစီးရေးကိစ္စမှာတော့ဂျပန်ကိုဥထားပြီးတော့ဒါစီးရေးပြခန်းနာတော့မှာဂျပန်ကိုအဓိကဒီမှန်တာပဲဂျပန်ကြဆုံးခဲ့တာနောက်ပြီးတရုတ်ပြည်ရဲ့ပြည်သူသဘောထားလည်းဂျပန်ဟာသူရဲ့ယဉ်သူပဲဂျပန်ဟာသူတို့ဒုတိယကမ္ဘာစစ်အတွင်းကဘယ်လိုနှိမ့်ဆက်ခဲ့တယ်ဟို တေယုအစိုးရဆက်ဆက်ချွင်လိုက်လို့ဆိုလို့ရှိရင် Japanese militarism ပြန်လဲကောင်းထောင်လာမှာကိုအထူးသတိထားအောင်ဆိုအချိန်ချင်းနှစ်စဉ်နှစ်တိုင်းလို့ပြောခဲ့တာရှိရဆိုတော့အဲ့ဒီကိစ္စမပါဘူးနောက်ထပ်အနောက်နိုင်ငံတွေအမေရိကန်မဟုတ်တော့ကြံအနောက်နိုင်ငံတွေလည်းပဲတေယုရဲ့ဥဆောင်ဖက်ကိုလိုက်မလာနိုင်ဘူးသူတို့လည်းပဲတေယုကဘယ်မှာသာနိုင်လို့စီးပွားရေးအဖြစ်သူကဆိုဘာလဲဆိုတော့ပြောရဲ Shanghai FCO ဘာအင်းဘန်ထူထောင်မှသူက ဘဏ်ထောင်ပြီးတော့စဉ်းစားအဲ့ကိုစီစဉ်လုပ်တယ်ဘဏ်ထောင်ပြီးတော့အဖွဲ့ဝင်နိုင်ငံတော်ငွေချိမဲ့ တဲရူပြောရင်များတရုတ်နိုင်ငံဟာအပေါင်းဆိုင်ဖွင့်မယ်ပေါ့ဗျာဟုတ်တယ်လေတရုတ်ကဘာစီရိုင်းဗန်အပေါင်းဆိုင်ပေါ့ဗျာတရုတ်နိုင်ငံဆိုတော့ဟောပေါင်းထားပြီးတော့ပါသူတို့အပေါင်းအပေါင်းဆုံးရင်ဟာအတွေ့မဆက်နိုင်ရင်အပေါင်းဆုံးနိုင်မယ်ပေါ့နိုင်မယ်ပေါ့ဆိုအဲ့ဒီသဘောမျိုးရှိတယ်ဆိုတော့စီးပွားရေးမှာလည်းပဲဒါသူကတော့လုံနေတာပဲသို့တော်လည်းပဲသိပြီးတော့အဲ့လိုမေးစရာမေးခွန်းရှိပါတယ်သူဘလောက်အောင်မြင်နိုင်မလဲဆိုတော့ပေါ့ အဲ့ဒီမိကွန်းကဥကြတဲ့အားလုံးကမင်းနေကြတဲ့တင်ပါတယ်အထူးသဖြင့်အာဖရိကနိုင်ငံတွေမှာဆိုရင်အကျွေးသိမ်းခံရတဲ့နိုင်ငံတွေရှိတဲ့အတွက်ကြောင့်အားလုံးကဒီမိကွန်းကိုမင်းနေကြရပေါ့နော်အဲဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာလည်းကျွန်တော်တို့တွေ့နေရပါတယ်ကမ္ဘောဒီးယားနိုင်ငံကိုပဲကြည့်မလားပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်တယ်လာဟုတ်တယ်လာဟုတ်ပဲအမှန်ပဲလာဟုတ်ကြည့်လို့ရတယ်ကမ္ဘောဒီးယားကိုကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာဆိုလဲအခုဒီတရုတ်ရဲ့အခင်းချင်းနဲ့ပတ်သက်ပြီးတော့ ဟလာကျွန်တော်တို့နိုင်ငံမှာအာဏာကိုမတရားယူထားတဲ့သူတွေကနေပြီးတော့အဲ unipolar ဆိုတဲ့စကလုံးကိုတုံးလာတာတွေ့ရတယ်ပြီးတော့ multipolar war ကိုဆိုတဲ့စကလုံးလေးကိုဟလာတုံးလာတာကျွန်တော်တို့တွေ့ရတယ်အရင်ကအဲ့လိုမျိုးတုံးခဲ့တာရှားပါတယ်ဆိုတော့ဘ ഹു ကဘာအုတ်ချမှုစနစ်ပေါ့ဘ ഹു ကဘာအုတ်ချမှုစနစ်ကိုသွားမလားဆိုတဲ့ကိစ္စတွေအဲပြီးရနေပြီးတော့ unipolar war လို့ခေါ်တဲ့ဧကကဘာအုတ်ချမှုစနစ်ပေါ့နော်အဲ့လိုမျိုးတွေကို သူတို့စပြီးသုံးလာတာမျိုးတွေ့ရတယ်သူတို့ဘလောက်နားလဲသလဲဆိုတော့မေကုံးထုတ်စရာရှိရှင်ရှိမှာပေါ့နော်ဆိုတော့အခုကျွန်တော်တို့ပြောနေတဲ့ကျွန်တော်တို့ပြောနေတဲ့ဆွေးနွေးနေတဲ့အဲ့ဒီအာ SEO ပွဲမှာရောပြီးတော့ဒီ Victory Day Parade ဆိုတော့ဒီစီးရဲပြအခမ်းအနားမှာဆိုရင်မြန်မာနိုင်ငံမှာအာနာတင်းထားတဲ့အာနာကိုအချမ်းဖတ်တင်းထားတဲ့ CEO ဆုကောင်းဆောင်တက်သွားတာကျွန်တော်တို့တွေ့ရတယ် တက်ခါတာတွေ့ရတယ်ပြီးတော့ acting president ဆိုတဲ့ဟာလာဒီ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 ယာယီတမရဆိုတဲ့ယာရုကိုရေလန်းနဲ့တုံးပြီးတော့နေ့စဉ်လိုလိုတုံးပြီးတော့မြန်မာသတင်းစာတွေမှာလည်းပြောပြီးတော့ဟာတွားခဲ့တာကျွန်တော်တွေ့ရတယ်သတိထားမိတာဘာလဲဆိုတော့လောကနဲ့3လကမော်စကိုမှာကျင်းပတဲ့ victory day parade မှာအလောက်ကောင်းတဲ့ photo op celebrity status ကိုမရခဲ့တော့လဲပဲအခုပီကင်းပွဲမှာဆိုရင်တော့တကယ်ဟုတ်ပဲဓာတ်ပုံတွေရိုက်ပုံတွေတင်ဟာလာကင်ဂျွန်အုံးနဲ့တွေ့မလေးရှားနဲ့တွေ့မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဟာလာအင်ဒိုနီးရှားသမ္မတနဲ့တွေ့အဲ့လိုမျိုးပေါ့နော်ဟာလာသမ္မတကြီးပူတင်နဲ့တွေ့အဲ့လိုမျိုးတွေလုတ်ပြီးတော့ဟာလာတကယ်အားလုံးကိုစိတ်နှောက်ရှက်ပေးနေရတာကျွန်တော်နိုင်ငံမှာအနာကိုအကြံဖက် ယူထားတဲ့ဗိုလ်ချုပ်ကြီးမရောက်နိုင်ဘူးပေါ့နော်ဆိုတော့သူတို့ကောဘာတွေမျောလင့်ထားတယ်လဲပေါ့အခုဒီနေ့ဖြစ်နေတဲ့ကမ္ဘာရဲ့အချင်းအခင်းချင်းခုနဦးကျော်သန္တာပြောသွားတယ် political vacuum ဖြစ်နေတဲ့အနေအထားအ US ကနောက်ကိုစုတ်နေပြီလားဆိုတော့တကယ်ပဲစုတ်သလားမစုတ်သလားကျွန်တော်တို့အများကြီးကျွန်တော်အခြေယူပြီးလေ့လာအောင်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကာလမှာသူတို့ရဲ့ political legitimacy ကိုရဖို့သူတို့စ조사တာ စ조사ခဲ့တာတွေ့ရတယ်ဒီပွဲနှစ်ခုလုံးမှာကျွန်တော်တို့ပြောနေစစ်ကော်မရှင်စက္ကမပေါ့နော်စစ်ကော်မရှင်ရဲ့သူ့ရဲ့ legitimacy သူ့ရဲ့ status ကပို့ပြီးတော့ရသွားတယ်သူ့မှာ plus တွေပဲပိုများလာတယ်လို့လည်းတုံ့သက်သူတွေရှိကြတယ်ဘယ်လိုထင်လဲအာပထမဆုံးပြောမှာဒီ SCO မှာမြန်မာနိုင်ငံဟာသိအရေးပါရာယူတဲ့နိုင်ငံမဟုတ်ပါဘူး dialogue partner သာဖြစ်ပါတယ် ဒါလောက်ပါတာကနေပြီးတော့အများရန်အဖွဲ့ဝင်ဖြစ်ဖို့အတွက်ထောက်ခံပေးပါဆိုပြီးတော့တေးကိုတောင်းပန်ခါရပြီးတော့သူပြောခဲ့တယ်ဆိုပြီးတော့ဗမာသတင်းစာတွင်မှာကိုရန်ရေးထားတာကိုတွေ့ရပါတယ်အဲ global new light ပါရေးထားတာကိုတွေ့ရပါတယ်စိတ်အေးပါလာပါဘူးနောက်ပြီးတော့လက်ဆွဲနှုတ်ဆက်တယ်ဒီလိုလုပ်တယ်ဆိုတာဒီ conference တစ်ခုလုံးကို၌ကထိသီးဆွေးဘက်ကို၌ကနိုင်ငံအဓိကအဖြစ်နိုင်ငံအားလုံးရဲ့ joint communique ပေါင်းစုံ ထုတ်ပြန်တင်းရဲ့သဘောတူညီချက်တွေဆိုတာက bilateral တိုင်းငံနဲ့နှစ်နိုင်ငံကြားမှာအဲ့ဒီသဘောတူညီမှုတွေရကြတာကိုသာတွေ့ပါတယ်။ဆိုတော့မြန်မာနိုင်ငံရဲ့အနေအထားကိုပြောမယ်ဆိုရင်သူရတာတက်နိုင်ဆုံးနေရာတကမှာအဓိကကျွန်တော်တို့အသီးမပြူပါကျွန်တော်တို့အဆွေအဝါအသီးမပြူပါလို့ပြောနေမှာပဲ။ပြောတဲ့လူကအကျွင်းမဲ့လုံးဝမျက်စိစုံမှိတ်ပြီးတော့ထောက်ခံမှာမဟုတ်ပါဘူး။တရုတ်ပြည်ပင်လည်းသူတို့ကဘာလုပ်ပြီးတော့မှ လုပ်ပါဘယ်လိုလုပ်ပါဆိုတော့သူကလည်းပြောနေရဲအနည်းဆုံးတော့နိုင်ငံတကာမှာသူတို့ရဲ့ဂုဏ်သိက္ခာသူတို့အစဉ်တန်းကိုထိန်ပြီးတော့သူတို့လုပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကတော့သူတို့ပြောမှာဖြစ်ပါတယ်ဆိုတော့ဒီကိစ္စမှာမြန်မာနိုင်ငံရဲ့အခက်အခဲအသိအောင်မြင်ခဲ့တယ်လို့ကျွန်တော်မှတ်ချက်ချဖို့တော့ခရင်ပါတယ်သူတို့ကြိုးပမ်းခဲ့တယ်ဆိုတော့ဟုတ်ပါတယ်သူတို့ကတော့မြန်မာသတင်းစာတွေမှာဖော်ပြတာကတော့ကြာပြည်သူငါတို့ကအထူးကြံမဟုတ်ဘူးငါတို့လက်ဆွဲနှုတ်ဆက်မဲ့လူရှိပါသေးတယ် ငါတို့ကຢာရောက်တယ်ကဘာမှာဆိုပြောနေတာဖြစ်ပါတယ်သူတို့ကသူတို့ကလေးပါတယ်အခန်းမှာမပါခဲ့ပါဘူးတနည်းဗမာအရသာစကန်မြန်ဝေးလေးလေးအခန်းကသာပါခဲ့တယ်လို့ပြောမှာပါဗျာဆိုတော့အဲ့ဒါကိုကျွန်တော်ဖမ်းပြောခြင်းအဲ့ဒါကိုကျွန်တော်အဲ့ဒါကိုကျွန်တော်ပြောခြင်းတယ်ဘာလဲဆိုတော့ဗိုလ်ချုပ်ဇော်မင်းထွန်းကဒီခေတ်စမှာပါသွားတဲ့အခါမှာဒီခီးစင် အောင်မြင်ချက်ကတော့နိုင်ငံရေးရအတိမတ်ပြုမှုတို့ရတယ်နိုင်ငံတကာကြီးရအတိမတ်ပြု နိုင်ငံတကာကြီးရဲ့အသိမှတ်ပြုမှုရပါတယ်ဆိုတော့သူကထုတ်ပေါ်ပြောကြရဆက်ရှိတိုင်းပြည်အာဏာကိုအကြမ်းဖက်ပြီးတော့သိမ်းပြီးတော့အခုချိန်ထိဘုံကျဲနေတဲ့လက်နက်ကန်တပ်ဖွဲ့တဖွဲ့ရနေပြီးတော့အခုချိန်ကလက်ဂျစ်တမေစီလို့ခေါ်တဲ့နိုင်ငံရေးအသိမှတ်ပြုမှုတစ်ခုကိုဒီပွဲမှာရခဲ့ပါတယ်ဆိုရဲဆိုတာကိုထုတ်ဖော်ပြောရတဲ့အဆင့်တစ်ခုရှိနေတာကျွန်တော်တွေ့ရတယ်အဲ့ဒါတကယ်တော့ နိုင်ငံတစ်ခုအစည်းမပြုရဲဆိုတာလူရအနိုင်ငံနဲ့အစိုးရဆိုခွဲခြားနားလည်ရမယ်နိုင်ငံတကယ်တော့အခုကနိုင်ငံတွေစုထားတဲ့အဖွဲ့အစည်းအဲဒီတော့နိုင်ငံတစ်ခုရဲ့ကိုယ်စားလှယ်တော့ပါမှာပဲသူက regional နဲ့ပတ်သက်တဲ့ region wise လုပ်ထားရဲဆိုတော့အဲ့ဒီနိုင်ငံတွေကတော့သူတို့ခွာမှာပဲဆိုတော့နိုင်ငံတဲမှာက နိုင်ငံတော်ဖြစ်ဖို့အတွက်ဘာလို့လဲဆိုနယ်မြေလိုတယ် population လူရေလိုတယ်ရှုပ်ရှားနာ sovereignty လိုတယ် government လိုတယ်စသဖြင့် so government ဆိုတော့အချက်ဒီ states ဆိုတဲ့နိုင်ငံတော်ဖြစ်ဖို့လိုအပ်တဲ့ criteria တွေအထက်မှာ one of the criteria သာဖြစ်တယ်အဲ့ဒါဆိုတော့အစိုးရဆိုတာကတော့သူ့အသီးမှမပြုရင်ဘယ်သူကအသီးမှပြုခံပြီးတော့ကိုစားပြုပြီးတော့တည်ရောက်နိုင်မလဲ NUG လားသူတို့က တက်ထန်ရဲ့အခြေအနေရှိလားဘယ်သူမှလည်းတက်ထန်တဲ့အခြေအနေရှိတော့ဘယ်နိုင်ငံဖြစ်ဖြစ်ဒီလိုပဲခေါ်မှာပဲဥပမာပြတချို့နိုင်ငံတွေကစန်တမန်ဆက်ဆံထားတဲ့စေရနာသိမ့်ပြီးတဲ့နောက်ဒီစစ်တပ်အစိုးရကိုအဲ့ဒီခါမှာတချို့ကမကျေနပ်လို့ပြောကြတယ်စန်တမန်တွေပြန်ရှင်းပြရတဲ့သတိထားမိပါလိမ့်မယ်ငါတို့က straight to straight relation ပဲစန်တမန်ထူထောင်ထားရဆိုတာဆိုတော့အစိုးရနဲ့ဒီ activities ကိုချော့ချတာပဲလုပ်နိုင်မယ် နိုင်ငံတော်ကိုကူစားပြုတဲ့ကိစ္စကတော့ဆွေးနွေးဖို့လိုရင်တော့ဒီဟာကိုသုံးရမှာပဲဆိုတဲ့သဘောဖြစ်ပါတယ်။ဆိုတော့အခုသူတို့အသီးမှတ်ပြုပြီလို့ပြောတာကတော့နိုင်ငံကိုတော့အသီးမှတ်ပြုတာဘယ်လိုမှဖြစ်ပဲလို့မရဘူး။သူတို့အစိုးရကိုမင်းတို့ငါတို့တည်ဝင်းစွာလို့သတ်မှတ်တယ်လို့ဖော်ထုတ်ပြောခြင်း ဖြစ်တယ်လို့အသိပဲကောက်ရင်တော့လွဲမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးပါဦးကျော်သန်းသား